စဉ်းစားဒီငယ်လေးကဆဟိုမင်္ဂလေးဆိုလေအဲစိတ်ကူးရင်ထားတာပေါ့အဲ့လိုမင်္ဂလာဆောင်ဆိုရင်အဖြူရောင်လေးနဲ့ပေါ့အဖြူရောင်အဲ့လိုမျိုးလေးနဲ့မင်္ဂလာဆောင်ချင်တယ်ပေါ့နော် ပြောတင်တာကျူးလစ်ပန်အရန်ကြိုက်တယ်အဲ့လိုဆိုဒီကျူးလစ်ပန်ကလည်းအခုတရုတ်နဲ့တကူနဲ့နီးရော့လေမရအောင်ဖြစ်သွားတာမဲ့ဟိုအခုရအောင်လို့ဒီပန်းဆိုင်ကလည်းစီစဉ်ပေးရပေါ့နော်ဟိုအိုင်စလန်ပန်းဆိုင်ကလည်းစီစဉ်ပေးရအဲ့တော့တင်သားရဲ့စိတ်ကူထဲကမင်္ဂလာဆောင်ပွဲလေးပေါ့နော် တပုံစံနဲ့ဖြစ်တယ်လို့အဲ့အတွက်လည်းတင်စားရဲ့စိတ်သိမ်းချက်အကုန်လုံးကိုသဘောတူပေးတယ်တင်စားရဲ့အမျိုးသားပေါ့နော်ကုလမျိုးမျိုးနဲ့ကျေးဇူးအများကြီးတင်ပါတယ်လို့ခေါ်အခုဒီတင်စားရဲ့မင်္ဂလာပွဲလေးကိုပေါ့နော် My Dream Wedding Studio ကဓာတ်ပုံတဲ့ဗီဒီယိုကိုကူညီပေးတယ်ဒီနေ့ပွဲမှာလည်း My Dream Photo Studio ကပေါ့နော်အဲဓာတ်ပုံတဲ့ဗီဒီယိုကူညီပေးတယ်ပြီးတော့ကိုမိုးကိုဦးကလည်းဓာတ်ပုံတဲ့ဗီဒီယိုကူညီပေးပါတယ်ရှင်ပြီးတော့ in-net မှာပေါ့တင်စား in-net မှာအမေရဲ့မွေးတဲ့နေရာလေးပေါ့အင်းလေးနဲ့တောင်ကြီးမှာတင်စားသွားရေးဖြစ်တယ်အဲ့ဒါကိုကကြတော့ together wedding studio ပေါ့နော်တင်စားလေးလက်မျိုးရိတ်ကူပါတယ်ရှင်အဲပြီးတော့ ဒီနေ့ပွဲလေးမှာပေါ့ဝိတ်တိတ်ခုံမျိုးပေါ့အဲ့ဒါကြောရွှေနှမ်းမြင်းရအကူညီပေးပါတယ်ရှင်လက်ဝက်လက်စားရကြတော့မနက်ပွဲရောပေါ့သင်္သာရညပွဲရောရှီရှာရဆင်ပြရပါရှင်အဲမိတ်ကက်ကကြတော့ဒီဇမန်နဲ့ပြီးတော့ဒါတော့ဒီမင်္ဂလာဆောင်ဝတ်စုံပေါ့နော်သမင်သိန်းလေးဝါကြတော့ကိုကောင်းမြတ်ပေါ့နော်ဒီလိုအကူညီပေးပါတယ်ရှင် တင်စားကမင်းသမီးတယောက်ဖြစ်တဲ့အတွက်ပိတ်သက်သေးဝေဖန်တာကိုကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ပေါ့နော်တင်စားကလက်ခံပါတယ်လို့ဘာလို့လဲဆိုတော့ပိတ်သက်တဲ့အများစုကလည်းတင်စားကိုအဲ့လိုအထင်လွဲမှားလေးရှိရဲပြီးတော့သူတို့ သူတို့ဖြစ်စေချင်တာလဲတင်းသားကိုကောင်းတဲ့မင်္ဂလိကြောက်ပဲဖြစ်စေချင်တယ်အဲ့အတွက်သူတို့အထင်လွဲမားလေးကြောင့်မလို့တင်းသားကိုဇေနာဒေါရာနဲ့သူတို့ပြောတာလေးရှိတယ်အဲ့အတွက်တင်းသားကလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြီးတော့ခုကြည်မင်္ဂလာပွဲလေးမှာပေါ့နော်ဒီမင်္ဂလာပွဲလေးရောက်တဲ့အချိန်မှာလည်းပြည်သက်တရားဆုတောင်းပေးကြတဲ့အောင်မြင်မြင်နဲ့ပြီးတော့တင်းသားဘဝလေးကိုပေါ့နော်ဆက်လံပြီးတော့ချက်ပြီးတော့ကောင်းဖို့အတွက်ပြည်သက်တရားဝေဖန်ပြီးတော့မှသူတို့ကောင်းစေချင်တဲ့စိတ်နဲ့ပြောကြတယ်ပြီးတော့ဆုတောင်းပေးကြအဲ့အတွက်လည်းပြည်သက်တရားအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ် အာတနာကအိမ်အောင်ပြုတ်ပြီးလို့ရှင်ပေါ့နော်အမှုပညာလောက်ခွင့်မရတော့ဘူးပေါ့ဘာလို့လဲဆိုတော့တနာငယ်လေးကစဟိုဒီစားလို့တဲ့အချိန်ပေါ့နော်စားလို့တဲ့အချိန်မှာပပပြောရဲအဲနဲ့ဟိုဒီအမှုပညာလောက်လို့ရတယ်ဒါပေမဲ့အိမ်အောင်ပြုတ်ပြီးတော့မလုပ်ရတော့ဘူးပေါ့နော်အဲ့လို့ဆိုဟိုစားလို့ကစားတိပိတာဆိုလေတနာအခုဝါနာအရန်ပါတယ်ဒါပေမဲ့ ကိုကိုကိုပြန်ပြီးတော့အဲ့လိုပဲထင်ရတာပေါ့နော်အဖေကအစကစားပြောထားတဲ့အရာတခုဆိုတော့ပြိတ္တတွေအတွက်တင်စားအခုလောက်ခဲ့တဲ့ခုနှစ်နှစ်တွင်မှာတင်စားစူးစမ်းခဲ့တာအတိမပြည့်ရတဲ့လေပြိတ္တကိုတင်စားချက်စစ်ကျေးဇူးတင်ပါတယ်ရှင်အဲတနာဟိုဟိုပြိတ္တတွေကချစ်တယ် သူတို့တင်းသားရဲ့ပိတ်သက်တွေတင်းသားရဲ့ we love တွေဆိုတော့အရင်ချစ်တယ်သူတို့တင်းသားဒီအမှုပညာဆက်မလုပ်တော့ဘူးဆိုတော့သူတို့ကအဲ့လိုဆက်လုပ်စေချင်တယ်ပေါ့နော်ဟိုဒါမဲ့တင်းသားစူးစမ်းခဲ့တဲ့ဟာလေးထက်ထွက်ဖို့ရှိရဲ့လို့သူတို့အဲ့အလေးကိုကြည့်ပြီးတော့မှဟိုတင်းသားအားပေးပါလို့တင်းသားလည်းပေါ့နော်တင်းသားရဲ့အမျိုးသားရဲ့စိုင်းကြောင်ညာလို့ပါလို့ဆိုတော့တင်းသားရိတ်ပေးဖြစ်မှာပါလို့ဟိုဒါမဲ့ဒီအမှုပညာကိုတော့ အရင်လိုပေါ့မလုတ်ဖြစ်တော့တော့ပေါ့နော်တစားအမျိုးသားကြော်ညာလေးဟေ့လောက်ပဲတစားဟေ့ပေးဖြစ်မယ်ပေါ့ဟုတ်ကဲ့ပါအဲ့တော့မင်္ဂလာပွဲညလုံးဟာရှိသေးရလို့ရှင်ပြောပြပါဦးအာအခုဒါကတော့ဘိတ်တိတ်ပေါ့နော်ဘိတ်တိတ်ဆုလျာရစ်ပတ်ပေါ့အဲအဲ့ဒါလေးပြီးွားပြီဒီနေ့ည6နိုင်ခွဲမှာတင်စားရဲ့ဒီဟိုဒင်နာပွဲလေးပေါ့နော်အဲအဲ့ဒါလေးလုပ်ဖို့ရှိရဲဒါကတော့တရုတ်ထုံးစံအနေနဲ့လုပ်မှာပေါ့နော်ဘာလို့လဲဆိုတင်စားကလည်းတရုတ်ပြီးတော့သူကလည်းတရုတ်ဆော်လေးအဲ့ဆိုတရုတ်ပွဲလေးပေါ့ညကျတော့တင်နာတော့ဟုတ် အဲဒီဇိုင်းပိတ်သက်ကြီးအားလုံးကျမပါစေချမ်းသာပါစေလို့တင်သားဒီကနေ့နှုတ်ခွန်းဆက်ပါတယ်လို့တပီရတင်သားကိုအပိတ်ခဲ့တဲ့လူတွေအားလုံးပြီးတော့တင်သားဝေဖန်ခဲ့တဲ့လူတွေအားလုံးတင်သားအရန်ကျေးဇူးတင်ပါတယ်လို့ပြီးတော့တင်သားတင်သားဘဝလေးကိုပေါ့နော်ကောင်းစေချင်လို့ပြောခဲ့တဲ့လူတွေအားလုံးလည်းတင်သားတကယ်ကျေးဇူးတင်ပါတယ်လို့တင်သားထွက်လာတဲ့ကားလေးတွေကိုလည်းအပိတ်ပါအောင်လို့